ဗနီဇွဲလားရဲ့အန်တိတ်လေးနေနဲ့အမေရိကန်ရဲ့ခင်မီဖျက်သိမ်းဖို့ကိုချိန်ချဖို့စ조사မိတော့အခါစနေမလေးရက်နေ့ညနေ3:00နာရီစနေမနေ့လောက်မှာဗနီဇွဲလားရဲ့ F-15 Fighter Jet နဲ့စီးကပေ9000အထက်တင်လာတဲ့ကိုဖျက်သိမ်းဝင်ရောက်နေခဲ့ပါတယ်။ဦးဆောင်လေးမှုကခလုတ်ကိုနောက်ဘက်အောက်ကုန်ဆွဲလိုက်ချိန်မှာလေရင်ကအဆောက်ထိုးလန်သွားတယ်။ထောက်က83ခုနှစ်ထုတ်အနာလော့ဒိုင်းကွက်တီမှာ950နော့အရှိန်ကျော်လွန်သွားကြောင်းဖော်ပြနေပါတယ်။ဒီလေနေစီးကအမေရိကန်ရဲ့ USS Jason Dunham ဖျက်သိမ်းမှုစီဦးတည်နေတာဖြစ်ပါတယ်။ လရင်ဒစီကအပေါ်ဘက်မှာပြန်တန်းနေချိန်ဒစီကတော့ရေပြင်စီကိုစိုက်ချပြီးပြန်တန်းသွားနေတာပါဖျက်တင်မရဲ့ကာဝေးစနစ်တွေကိုအာယုံများစေခြင်းလို့အခုလောက်ခွဲထွက်ပြီးပြန်တန်းလိုက်တာဖြစ်ပါတယ် F15 Fighter Jet တွေဟာအရင်ကတော့ရှန်းရှန်းတောက်ခဲ့ပါတယ်ဒါပေမဲ့အချိန်က1986ခုနှစ်မဟုတ်တော့ပါဘူး2025ဖြစ်နေပါပြီဖျက်တင်မရဲ့ကာဝေးစနစ်ကဥဆောင် F15 ကိုခြေအားခံနေပါတယ်နောက်ထပ်လက်နက်စနစ်တစ်ခုကတော့တွဲပတ်လင်းစီချိန်ဝင်ထားတာပါဒီစနစ်ကနေတမနစ်ကိုကြီးစံ၄.၅လောက်ပြည့်လွန်နေပါတယ်ထိန်းချုပ်ခန်းထဲမှာတော့စနစ်နှစ်ခုစလုံးကနေပြင်မှတ်နှစ်ခုစလုံးကိုလောချပြီးစောင့်ကြည့်နေတာပါ spy radar ပြင်မှတ်ကိုခြေအားခံရုံသာမကအဲ့ဒီပြင်မှတ်ရဲ့အချက်လက်တွေကိုပါလေ့လာသုံးသပ်နေပါတယ်။ဥဆောင် F-15 fighter jet ကတော့ရေပြင်အထက်ပင်900ကနေဖြတ်သိမ်းဖို့ကိုလိုက်ရှာနေတာပါ။လေယာဉ်တောင်ပိုင်းမှာတော့ AIM-9N စိုင်းဝင်းနာဒုံးကြီးတွေတက်ဆင်ထားပါတယ်။ဒုံးကြီးမှာပါတဲ့အနည်းအောက်ရောင်ကြီးရှာဖွေရေးကောင်းက9 micron လှိုင်းလေယာဉ်အတွင်းကအပူကိုလိုက်ရှာရင်အလုံများနေတာပါ။သူကပြင်မှတ်ကိုရှာနေတာဖြစ်ပါတယ်။ဒါပေမဲ့ဖြတ်သိမ်းဖို့ရဲ့မိခိုးခေါင်းနိုင်တွေက8 micron တော့နဲ့ထုတ်လွှင့်နေတာပါ။အဲဒါကြောင့်ပြင်မှတ်ကိုသတ်မှတ်နိုင်တာမျိုးရှိမနေပါဘူး။တကယ်လို့ပြင်မှတ်ကိုသတ်မှတ်နိုင်ရင်တော့အကွာဝေးကမလုံလောက်ပဲဖြစ်နေတာပါ။ AIM 9အန်ဒုံးချီတွေကစက်တမရင်တွင်းမှာပဲပြင်နိုင်ပါတယ်ခင်မီတဲ့စနစ်မှာတော့22မိုင်အထိရောက်နိုင်ပါတယ်ဒါပေမဲ့ဗီနီဇွဲလာရဲ့လင်းရင်တွေကတော့1083ခုနှစ်ထုတ်တွေပါအဲဒါကြောင့်ပြင်မဲ့ကိုတက်တက်လှမ်းပြီးချိန်ပြဖို့လိုအပ်နေပါတယ်ဒီအချိန်မှာပဲနောက်လင်းတစည်းကရေပြင်အထက်ပေ90အမြင့်ကိုဆင်းလာခဲ့တာပါပြီးတော့အဲ့ဒီအမြင့်ကနေကပ်ပြီးတော့ပြန်တန်းနေပါတယ်လင်းရင်ကိုတော့စားငန်ရင်တွေလာရိုက်နေတာပါတကယ်ပြဿနာကပေ900အောက်ရောက်သွားတာနဲ့ရေဒါစနစ်ကကောင်းကောင်းအလုံးမလုံးနိုင်တော့တဲ့ကိစ္စပါပဲဒီပြဿနာကို2018လောက်ကတည်းကတည်ပြီးသားဖြစ်ပေမဲ့ဗီနီဇွဲလာကပြင်ဖို့မတက်နိုင်ပေဖြစ်နေခဲ့ပါတယ် အဲ့ဒါကြောင့်ပိုင်းလောက်ကလင်းကိုပေးတရာအထိဆွဲတင်လိုက်ပါရင်ဒီအချိန်မှာပဲ analyst ANS 69 radar 3B လက်ခံစနစ်ကမေးလင်းလာပါရင်ဒါပေမဲ့ပုံမှန်လိုမျိုးမေးလင်းနေတာတော့မဟုတ်သေးပါဘူးချွေရင်ချက်နေဖြစ်နေပါသေးတယ်တကယ်တော့ဒီ anti F16 ဖြတ်တင်မော်တွေကိုချိန်ချောပုံမလုံလောက်နေပါဘူး ဒေသလမ်းညွန်လက်နက်တွေမပါသလို GPS ပေါင်းစမ်းမှုလည်းရှိမနေပါဘူး။ဖြတ်တင်မော့ရဲ့ရေဒါတွေကိုနှိမ်နေနိုင်တဲ့စနစ်လည်းရှိမနေပါဘူး။လေမာပါရင်စိုက်ဝင်တာဒုံးကြီးတွေက1985ခုနှစ်မှာကုမ္ပဏီရဲ့ MIG တွေကိုပြင်းချဖို့ဒီဇိုင်းထုတ်ထားတဲ့လက်နက်ဖြစ်ပါရင်အခုတော့အဲ့လက်နက်နဲ့ဖြတ်တင်မော့တွေကိုချင်းချဖို့ကြိုးစားနေရပါဘူး။ဗီနီဇလာလေမွေးရဲ့နီလန်းကလည်းအတေတုံးကလုတ်ခဲ့တဲ့နီလန်းဖြစ်ပါရင်ဖောက်ကလန်စစ်ပွဲတုန်းကအာဂျင်တီးနားစူပါအန်တန်တက်လေယာဉ်တွေဟာ AMNS Sheffield ကိုနှိမ့်မြှုပ်ဖို့အတွက်ဒီနည်းလမ်းမျိုးကိုသုံးခဲ့ပူပါရင်အဲ့ဒါကတော့အနေပြန်ပြီးချင်းကန်တင်မော့ရဲ့အနားမှာဘွားကနေပေါ်ပြပြီးထွက်ပြေးတဲ့နည်းလမ်းပါပဲဒါပေမဲ့အခုရင်ဆိုင်နေရတာကခင်မီရေဒါစနစ်တွေတက်ဆင်ထားတဲ့ American စစ်သည်မော့ဖြစ်ပါရင်ဒီသည်မော့မှာအရာရာကိုစောင့်ကြည့်နေတဲ့ကာကွယ်ရေးအလှော်လေးလော်ရှိပါရင်ချင်းချောင်းမှုတွေတွေ့လာရင်ခလုတ်တစ်ချက်နှိမ့်လိုက်အောင်ပါပဲ SMS ဒုံးကြီးကတင်မော့ဘော်ကနေပြန်ထွက်သွားပြီးပြမတ်ကိုသူ့ဘသူလိုက်ရှာတိုက်ခိုက်ပါပါလက်ကြည့်စရာတော့လိုမနေပါဘူး Venezuela ရဲ့ FCD မှာပါတဲ့ရေဒါကတော့ခြေရာခန္ဓာနဲ့ရှာဖွေတာနှစ်ခုထဲကတစ်ခုကိုပဲလုံနိုင်ပါတယ် ပေါ်ဆောကျင်တော့ပင်လယ်လိုင်းတွေကလည်းနေလိုက်မြင့်လိုက်ဖြစ်နေတာပါဖြတ်တင်းမောကလည်းပြင်မဲ့ထဲမှာပေါ်လာလိုက်ပြောသွားလိုက်ဖြစ်နေပါတယ်ပိုင်းတော့ရင်980နော်နဲ့ပေ900ထက်မှပြန်တိုင်းရင်ပြင်မဲ့ကိုလော့ချဖို့ရုံကန်နေရတာပါဒီကြားထဲဆီလက်ချန်ကိန်းစားကလည်းပြဿနာတစ်ခုဖြစ်လာပါတယ်ခဏကြာမှတပတ်လင်းကလာရောက်ပူးပေါင်းပါတယ်ပြီးတော့ဆီလက်ချန်အခြေအနေတွေကိုလည်းအချက်ပြပြီးတော့အဆက်အသွယ်လုပ်နေရတာပါ ခင်ဗျ app ဖြည့်ချင်းနေတာဆိုရင်ဒီလိုလုံးဆရာမလိုပါဘူးလေချင်းချင်း data မျှဝေတဲ့စနစ်ရှိပါတယ်အခု app ဖြည့်ချင်းနေကတော့တတိယကမ္ဘာစစ်တုံးကတုံးတဲ့နေနေနဲ့ပဲချင်းချင်းဆက်သွယ်နေရတာပါ final တွေကအချက်ပြဆက်သွယ်ပေးတာနဲ့ခွဲထွက်ပြန်တမ်းသွားပါတယ်ဥဆောင် app ဖြည့်ချင်းကဖြည့်သိမ်းမောရဲ့ဥပိုင်းကိုပြန်သွားပြီးတွဲဖက်လင်းရင်ကတော့နောက်ပိုင်းကိုချင်းကပ်သွားတာပါဒါကိုဖြည့်သိမ်းမောပေါ်မှာရှိတဲ့လက်နဲ့စနစ်ကလည်းသိပါတယ်ပြန်ပြန်ဆက်ရှုကားလာကိုတပြန်နေနဲ့တိုက်ခိုက်နေတဲ့ကာဝေးစနစ်ကဒီလိုရင်နဲ့စီးလောက်ကိုစာဖွဲ့စရာမရှိပါဘူးလက်နဲ့တွေကအသက်ဝင်လာပြီးချင်းချောင်းမှုတွေတံပြန်လုတ်ဖို့အတွက်လှုပ်ရှားလာပါတယ်ရေဒါစနစ်တွေကလည်း ချန်ပီယံလိုင်းတွေကိုထုတ်လွှင့်နေတာပါအဲဒါကြောင့် SCG ရဲ့ရေဒါတွေပေါ်မှာပြင်းပတ်တွေအများကြီးဖြစ်သွားပါတယ်ပြင်းပတ်တွေကလည်းပေါ်လာတိုင်းပျောက်သွားတိုင်းဖြစ်နေတာပါတွဲဖက်လင်းရဲ့ရေဒါပေါ်မှာတော့ပြင်းပတ်တစ်ခုပေါ်နေပြီးစမ်းကျင်ဘက်ကိုထွက်သွားသလိုဖြစ်နေပါတယ်ဒီအချိန်မှာဥဆောင်လင်းမှုကတိုက်ခိုက်ဖို့ကိုပဲရွေးချယ်ထားတာပါဒါပေမဲ့အမြန်တော့90နော့ကိုကျော်သွားချိန်မှာတော့လင်းရင်ကိုရီတွေကတုံခါလာပါတယ်240တတန်းရှိတဲ့ဒီကိုရီကသတ်မှတ်ထားတာတဲ့15နှစ်လောက်ကျော်လွန်နေတာပါလေနဲ့ကအနာလော့ညွန်ပြစနစ်တွေကလည်းအချိန်တွေကိုနဲ့တစ်ချိန်ညီညွန်ပြဖို့ခက်ခဲနေကြပါတယ်။ဖျက်သိမ်းမော်တွေကသင်္ဘောသားတွေစီတိုက်ခိုက်မှုဖြစ်လာရင်ဘယ်စနစ်ကအရင်ဆုံးအပြစ်ခံရမလဲဆိုတာလောင်းကျိထက်နေကြတာပါ။ နေပြည်တော်စစ်စင်ရေးအရာရှိကတော့တင့်မကာဝဲရှိတဲ့လက်ရက်စစ်တန်လိုက်စွမ်းရည်တွေကိုထုတ်လွှင့်ရင်အစင်တင်နဲ့စနစ်တွေကဘယ်လိုမျိုးချွင်းသွားမလဲဆိုတာအကြောင်းကိုရှင်းပြနေပါတယ်။ဒါပေမဲ့အစင်တင်နှစ်စင်းကတော့ဖျက်သိမ်းဘော့ကိုဆက်ပြီးချင်းချဖို့ကြိုးစားနေပါတယ်။ရေမောင်တန်းပြန်တက်လာရင်ပေ300တက်ကနေဝေါကနေပြန်သွန်းသွားခဲ့ကြပါတယ်။သူရဲ့ပြန်တက်မှုကအတန်ကျေတာကလွယ်ပြီးဘာမှထူးခြားမလာခဲ့တာပါ။ကိစ္စကလည်းဒီလိုနဲ့ပဲပြီးသွားပါတယ်။သူတို့စီမှာစီလဲကြံပမာဏနည်းသွားပြီဖြစ်လို့တောင်ဘက်တန်တန်းကိုပြန်တက်ပြီးပျောက်ကွယ်သွားခဲ့တာပါ။ ဖျက်သိမ်းမော့ရဲ့ထောင်လိုင်းရဲ့အဖွဲကတော့ရာရာကိုမှတ်တမ်းတင်လာခဲ့ပါတယ်။ ASC ရဲ့လှုပ်ရှားပုံတွေထုံးလင်းမှုတွေနှိုင်းနှုံးနေတဲ့ချင်းကတဲ့ viewer တွေကိုလည်းမချန်ခဲ့ပါဘူး။ဒီသိမ်းမော့တွေကနောက်ထပ်ပြန်လာအောင်မယ်လို့လည်းတွက်ဆထားပါတယ်။ဒီချိန်ကျရင်စောင့်ကြည့်တာတဲ့ပိုတဲ့ကိစ္စကိုလည်းလုံးတင်လောက်ရတော့မှာပါ။ဆယ်ဒီမှာ9ရက်နေ့နေ့လယ်ခဏလေးကွဲမှာတော့အစုခံထားတဲ့ပိုင်လောက်နှစ်ယောက်လည်း ASC ဘော့ကိုပြန်ရောက်လာခဲ့ပါပြီ။သူတို့ကဖျက်သိမ်းမော့ကိုဖိအားပေးချင်းချောင်းခဲ့ပေမဲ့ဟိုဘက်ကဘာမှလက်တော့မပြန်တာကြောင့်အခက်တွေ့နေကြရတာပါ။ဝါရဖျက်ဖို့အတွက်ဖျက်သိမ်းမော့ရဲ့အမားကိုချပြနိုင်ဖို့လိုနေပါရင်အဲဒါကြောင့်ဒီတစ်ခေါက်မှာတော့ပို့ပြီးတော့ဖျားပေးရတော့မှာပါ။ အစီအစဉ်ရဲ့လှုံ့ဆော်မှုတွေကတော့အရင်ရက်အတိုင်းပါပဲလေရင်နဲ့ဆင်းကအမြင့်အနစ်ခွဲပြီးတော့ပြန်တန်းလာပါတယ်မနေ့ကနေ့မတူတာကတော့ဥဆောင် S16 ဟာ ပေတတောင်းအထက်ကိုပြန်တက်သွားတာပါပဲဒီချိန်မှာအင်ဂျင်တွေကအတန်ကုန်မီနေပါတယ်အဲ့ဒါကြောင့်ပိုင်းလော့ကလင်းကိုခေါင်းဆိုင်လိုက်ရတာပါအဲ့ခါကျတော့ပဲအတန်ကျပြီးတုံခါနေတဲ့အင်ဂျင်ကတက်တာသွားပါတယ်တကယ်ဆိုရင်ဒီအင်ဂျင်တွေကနိုင်လေးတောင်ပြန်တမ်းပြီးတိုင်းပြုတ်ပြင်ထိန်းသိမ်းဖို့လိုအပ်နေတာပါအခုတော့ပြန်တမ်းချိန်နိုင်6800ကျော်နေပြီဖြစ်ပေမဲ့ဘာမှမလုပ်ရသေးပါဘူးတကယ်လို့အဲ့လာချိန်မှာတော့အဲ့အားနည်းချက်ကနေချုံရင်ချက်ဖြစ်လာနေပါတယ်ဖျက်တင်မောက်ကတော့ဒီလင်းနေစားတက်လာကလေးကထောင်လန်းမိခဲ့ပါတယ်ဤတူ OI ရေဒါကပိုင်းနေရအကွာကနေဒီပြန်တမ်းမှုကိုအရင်ဆုံးထောင်လန်းခဲ့တာပါ အမေရိကန်ထောက်လိုင်း unit အတိုင်းကဒီအချက်လက်ကိုမျှဝေခဲ့ပါတယ်။ M24C Triton drone ကတော့ရထားတဲ့ 4K အနေအထားရောင်းချီဗီဒီယိုကို Pentagon စီတိုင်းရဲ့ပေးပို့နေတာပါ။အမြင့်ပေ1900လောက်အထိပြန်တက်ခဲ့တဲ့အချိန်မှာ SND pilot ကလင်းကို60ဒီဂရီစိုက်ဆင်းလိုက်ပါတယ်။အဲဒီပုံစံဖြတ်တမောစီ UTB ဖျားပေးနေပါပါ။အဲဒီကလည်းခေအောင်ကတုံးခဲ့တဲ့နေ့ဖြစ်ပါတယ်။ဒီအချိန်မှာတွဲဘက်လင်းကတော့ရေပြင်အထက်မှာကပ်ပြန်ရင်ဖြတ်တမောစီ UTB နေတာပါ။ င်လယ်ရေကိုယာယီပြီးတော့မှန်နေကနေစိတ်ဝင်နေလို့အခန်းထဲမှာလဲစိုးထိုင်းနေတာပါလင်းရဲ့ APG 66 radar ကလည်းဒီအမည်ဆိုရင်အလုံးကောင်းကောင်းမလုပ်ချင်ပါဘူးလှိုင်းနေတဲ့တင်မောတွေကိုမခွဲခြားနိုင်ပဲဖြစ်နေတာပါပြောရရင်မျက်စိကမ်းပြီးပြန်တန်းနေရတယ်လို့ဖြစ်နေပါတယ် ဒီအချိန်ထိလေမှုနှစ်အောင်စလုံးဟာဖျက်သိမ်းမော့ရဲ့ electronic တိုက်ခိုက်မှုနဲ့လှည့်စားခံနေရတယ်ဆိုတာကိုမသိကြသေးပါဘူးဒီစနစ်က SSG ရဲ့ radar တွေထဲမှာပြင်းထန်အကျိုးတွေထိုးချဲ့ပေးနေတာပါအဲဒါအကြောင်းပြင်းထန်တွေကပေါ်လိုက်ပြလိုက်ဖြစ်နေပါတယ် electronic တံမြန်တိုက်ခိုက်ရေးစနစ်မရှိတဲ့ SSG နှစ်စင်းလုံးဟာရောင်းတောင်ပြီးခွေးမြောက်လိုက်ကဆိုတဲ့အခြေအနေမျိုးဖြစ်နေကြတာပါအခုလေ APG CCC radar ထဲမှာဖော်ပြထားတဲ့ပြင်းထန်စီကိုဥတည်ရင် ဖြတ်သိမ်းမောတဲ့မီတာ900လောက်လွှဲနေခဲ့ပါတယ်ဒီစားထဲမှာပြန်တန်းနေရင်လေရင်ကထွက်လာခဲ့တဲ့ညီတန်ကြီးကြောင့်နားဥနေတာပါရိုးစိနေတဲ့သူရဲ့ဝစ်စုံကလည်း 5G အထက်ဖိအားကိုမခံမရနိုင်ဖြစ်လာနေပါတယ်လေမှုကဒီကကဲကဲလေးကိုအန်တိုရင်ဖြတ်သိမ်းမောကိုဖိအားပေးချင်းချဖို့ပဲအာရုံစိုက်ထားတာပါဒီနေ့ရလဲမကောင်းခဲ့ရင်တေချာပေါ့အထောင်းခံရဖို့လည်းရှိနေပါတယ်တနအိ48မိနစ်လောက်မှာတွဲပတ် SCD တိုက်ခိုက်ဖို့အတွက်ပင်ကားတော်အထက်ကိုပြန်တက်သွားခဲ့ပါတယ်။ဒီအချိန်မှာဖြတ်သိမ်းမောရဲ့ဆက်တင်းတဲ့တွေကလည်းအပေါ်မြောက်တက်လာခဲ့ပါတယ်။တွဲပတ်လေရင်ရှီအာစီကိုချိန်ရွယ်ထားပြီးတော့စုံလေတွေကိုလှည့်နေခဲ့ပါတယ်။ ပစ်ခတ်ရေးရတာကပြစ်မှတ်ကိုလောချလိုက်ပါတယ်တကယ်ချင်းချောင်းနိုင်တဲ့အခြေမျိုးရှိလာခင်ချက်ချင်းပြစ်ချလိုက်ပါပါဒါပေမဲ့ဒီအက်စင်ချင်းကလည်းရုန်းကန်နေရတာဖြစ်ပါတယ်လျှက်စင်မီစနစ်ကရှေးတင်နာရဲ့60ရာခိုင်လောက်ပဲထုတ်ပေးနေတာပါဒီကြားထဲလျှက်စင်ပတ်လန်းချောင်းကပြတ်တော့ပြီးစနစ်တစ်ချို့လုံးမလုံးချင်တော့ပါဘူးဒါပေမဲ့လည်းတွဲဖက်လင်ရင်ကရှေးဆက်ဖို့ပဲဆုံးဖြတ်ထားပါတယ်ပေ3000အထိစင်မီဖြတ်သိမ်းဖို့ကိုဥတီချိန်မှာတော့မထမထားတဲ့အတားအဆီးကိုတွေ့လိုက်ရပါတယ်အဲ့ဒါကတော့ဖြတ်သိမ်းဖို့ရဲ့စပိုင်ရီတာကနေထုတ်လင်းလိုက်တဲ့လျှက်စင်တန်တိုင်းစွန့်ရင်ကြီးပါပဲ မကောက်ဝက်60လောက်ရှိတဲ့ဒီစွမ်းရင်လိုင်းက2006ခုနှစ်က software update မလုပ်ခဲ့တဲ့ FCC ရဲ့ radar database လက်ခံစနစ်ကိုရှုပ်ထွေးသွားစေခဲ့ပါရင် electronic စစ်ပွဲမှာ KAON FCC ကအပြတ်အသတ်ခံနေခဲ့ရပါ radar နောက်ရှက်ခင်အလုံးဒိုင်းွက်တွေလည်းမမှန်မကန်ပြနေပါရင်အဲဒါကြောင့် pilot ကလင်းကိုပေ9000အထိဆင်းလိုက်ရတာပါဒီအချိန်မှာဆွမ်းအားက9.5 G အထိရောက်သွားပါရင်လင်းမှုက3မိကျင်တလို့တောင်ဖြစ်သွားတာပါဒီလိုနဲ့လင်းကပေ900ကနေ400နော်လုံးနဲ့အပေါ်ကိုထွေးပြေးချင်းတက်နေခဲ့ပါရင်ပေ1000လောက်ရောက်မှလင်းမှုလည်းသတိပြန်ကန်နိုင်ခဲ့ပါရင်ဒါပေမဲ့ဘာဆက်လုပ်ရမလဲဆိုတာမသိဘဲဖြစ်နေခဲ့တာပါ တနိုင်းလေးဆက်ကုမ္ပဏီမှာတော့ဥဆောင်လင်းကအဆင်တင်းစီကိုအရှိန်တင်ပြီးတော့ဥတည်သွားပါတယ်900တော့ကျော်သွားအောင်အရှိန်တင်လိုက်ချိန်မှာတော့ပြန်ကျနေတဲ့ကွန်ပရက်ဆာကရပ်သွားခဲ့ပါတယ်ဒီအချိန်မှာအင်ဂျင်ကကောင်းကောင်းလုံးမလုံးချင်တော့ပါဘူးရုတ်တရက်ဖြစ်လာတဲ့တွန်းအားကလေယာဉ်ကိုညာဘက်ဆွဲချသွားခဲ့တာပါအဲ့တော့အကြောင်းလေမှုကအမြန်တုန်းကိုရှာချပြီးလေရင်ကိုထိန်းသိမ်းခဲ့ရပါတယ်။ပြီးတော့300နော်နော်နဲ့ဖြတ်သိမ်းမောင်းစီဆက်ပြီးတော့ဥတည်နေခဲ့တာပါ။ဖြတ်သိမ်းမောင်းရဲ့နေပြည်တော်ဆက်စင်ရဲ့အရာရှိကတော့ SCT ရဲ့အင်ဂျင်ကကန့်သက်ထားတဲ့200ဒီဂရီပို့ပူနေအောင်တွေးလိုက်ရပါတယ်။ ဒီချိန်မှာပြင်းမှတ်ကတော့မီတာ2000အကွာကိုရောက်ရှိလာခဲ့ပါပြီ။ operator ရဲ့လက်ညှိုးကတော့ပြစ်ခတ်ရေးခလုတ်ပေါ်တင်ထားပါရင်လက်ညှိုးလေးလွှတ်လိုက်တာနဲ့အဆင်စီရဲ့အလူမီနီယံအပြည့်အစည်ကိုဖြည့်သွားပါမှာ။နေပြည်တော်ဆက်တင်အရာရှိကတော့အဲ့လက်ညှိုးညှိုးလို့လောမှာမဟုတ်ဘူးဆိုစီတဲ့ကတွက်စားနေပါရင်သူတွက်စားတာလည်းမှန်သွားခဲ့ပါရင်ခဏကြာမှာတော့အဆင်စီနဲ့ဆင်ပြန်ဆုံးပြီးအိမ်ပြန်လမ်းကိုဥတီသွားခဲ့ပါရင်ဒီလေးလေးဟာပေါင်1400ရောင်ရှိတဲ့စီတွေကိုလောင်ကျွမ်းခဲ့ရတာပါ။ဒါပေမဲ့ထူးထူးခြားခြားမလုပ်ပြနိုင်ခဲ့ပါဘူး။ပြည်သင်းဘောကတော့ကိုလံမီးယားဘက်ကိုဆက်ပြီးတော့ဥတီနေခဲ့ပါရင်ဗီနီဇွဲလားလေးပိုင်းနဲ့ထဲပြန်ဝင်လာခဲ့တဲ့ဥဆောင်လင်းကအင်ဂျင်ပြဿနာနဲ့ကြုံခဲ့ရတာပါ။အဲဒါကြောင့်အနည်းဆုံးလေးမှာအင်ဂျင်ရဲ့အကူအညီမပါဘဲဆင်းသက်ခဲ့ရပါရင် တမန်လင်းကတော့လက်ကျန်စီပေါင်သွားနဲ့တမန်လင်းစီမှာဆင်းသက်နိုင်ခဲ့တာပါဒီလက်ကျန်စီကဆက်ပြတ်မယ်ဆိုရင်တမန်လင်းခွဲလောက်ပြန်လို့ရတော့မှာဖြစ်ပါတယ်အဆုံးသက်မှာတော့နှစ်ရက်အတွင်းအန်စင်တီ20နဲ့နှစ်ကြိမ်တိတိဖိအားပေးဖို့ကြိုးစားခဲ့တဲ့ဗီနီဇွဲလာရဲ့အဖြစ်ကစီကုံချင်းကုံလင်းရင်နာပြီးအဆုံးသက်သွားခဲ့ရပါတယ်ဖျက်တင်မောက်ကိုဖိအားမပေးနိုင်တယ်လို့မတားလည်းမတားနိုင်ခဲ့ပါဘူးနောက်ထပ်ဒီလိုကြုံလာရင်ဘယ်လိုနည်းနဲ့ဖိအားရှင်းရမလဲဆိုတော့ဗီနီဇွဲလာဘက်ကလူတွေခေါင်းချောင်နေမှလည်းသိကြပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးနည်းချုပ်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ